ော်လာရင်းပူပေါင်းတပ်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့စကိုင်းတိုင်းဗမောင်မြို့ကမြို့မရဲစခန်းနဲ့တတော်ဦးစီးဌာနရုံးတွေမှာလက်နက်ကြီးပုံသီးကြားရောက်ပောက်ကွဲပြီးမိလောင်ပျက်စီးခဲ့တယ်လို့ဒေသခြေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါဗါဒ။အော်တိုဝါ26ရက်မနက်ပိုင်းမှာရှမ်းနီမျိုးသားတက်ဆက်နေတွေတက်ဆွဲထားတဲ့နေဆက်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးအကြောင်းနာတာလာနဲ့နာရကရွာဘုရားကုန်းတွေကနေပြစ်ခတ်တဲ့120မမလက်နက်ကြီးပုံသီးတွေဟာရဲစခန်းနဲ့တတော်ရုံးအတွင်းကြားရောက်ပောက်ကွဲခဲ့ပြီးနောက်မိလောင်ခဲ့တာလို့ဆိုပါဗါဒ။ ။နန်းနေကြည့်ကြပြီးဘယ်နေရာအဆလို့လောင်လာလဲဆိုတာတော့မသိဘူး။ PDF တွေအဲ့နေရာကိုရောက်တော့မီးလောင်နေပြီ။အဆောက်အဦတွေကသစ်သားတွေနဲ့မို့လောင်လာ။အဆန်နေပူပေါင်းတပ်တွေကတိုက်ပွဲဖြစ်ပွားတာမရှိပဲဗမောင်းမျိုးအတွင်းကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီးလက်ရှိမှာနှစ်ဖက်တပ်တွေအကြားစီရဲတင်းမာနေတဲ့အခြေအနေဖြစ်တယ်လို့ဆိုပါရယ်။ဗမောင်းမျိုးမရဲစခန်းနဲ့တရော်ရုံမှာတော်လိုင်းပူပေါင်းတပ်တွေဘက်ကတက်ဆွဲနေတိုင်းတာမရှိတာကြောင့်လူထိခိုက်မှုမရှိခဲ့ပဲမိလောင်တာကြောင့် ဆောက်အဦတွေအားလုံးပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်။ဒါပြင်ပမောင်းမြို့နယ်တမိုင်ခွဲကန်အကွာစစ်ကောင်မရှင်နဲ့ SNL ပူးပေါင်းတပ်တွေပြန်လည်ထိန်းချုပ်ထားတဲ့နာရကရွာအဆုံရှိဈေးဆိုင်နန်းနဲ့လူနေအိမ်20ကျော်အောက်တိုဘာ28ရက်မနေ့ကနေ့လယ်3နာရီကျော်မှာမိရှုခံခဲ့ရတယ်လို့ဆိုပါတယ်။ရှုခံရတဲ့နေရာမမောင်းအနောက်ချမ်းဝင်ထွက်တဲ့ဘက်မမောင်းနဲ့နာရကရွာကြားကဈေးဆိုင်တန်းတွေနဲ့လူနေအိမ်တွေပေါ့ဒီတိုင်းရှုတာ SNL နဲ့စကမအင်အား900ကျော်စစ်ကြောင်းကအဲ့ရွာမှာပဲနေတာ။ ဗမောင်းမျိုးမရဲစခန်းတစ်တော်ရုံနဲ့နားရကရွာအဆုံရှိဈေးဆိုင်တန်းတဲ့လူနေအိမ်တွေကိုပြည်သူ့ကာကွယ်တပ်မတော် PDF တွေကမီးရှို့ခဲ့တာလို့ချမ်းနီမျိုးသားတက် SN နဲ့နှီးဆက်တဲ့ Facebook လူမှုကွန်ရက်ကနေရေးသားဖော်ပြနေကြတာပါ KIA နဲ့ PDF ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ဗမောင်းမျိုးအနောက်ချမ်းရှိနားရကဆက်တော်အလဲရွာတခွတ်တာခိုနန်းနတ်တလာကျောင်းစတဲ့နေရာတွေကို SN နဲ့ပူးပေါင်းတပ်တွေကအော်တိုဘာလဒုတိယပတ်မှာပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာစစ်ကောင်ပြင်တပ်နဲ့ SN တပ်တွေက မောင်မျိုးနဲ့တမိုင်ခွဲကန်တာဝေးတဲ့နားသက်ကကြေးရွာဖျားကုန်းနဲ့ဗမောင်မျိုးနဲ့နှမိုင်ကျော်သာကွာဝေးတဲ့နာတလာကျောင်းမှလည်းပြန်လည်တက်ဆွဲထားပြီးဗမောင်မျိုးဘော်ကိုထိုးစစ်ဆင်နေတာပါဗမောင်မျိုးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF ပူးပေါင်းတပ်တွေကစက်တင်ဘာလနောက်ဆုံးပတ်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စက်တင်ဘာလကုန်ပိုင်းကစတင်ကအဆက်အနေနဲ့စစ်ကောင်ပြင်တပ်တွေကအင်အား900နဲ့ပြန်လည်စုဖွဲ့ပြီးထိုးစစ်ဆင်တိုက်ခိုက်လာရာဗမောင်နဲ့တမိုင်ခွဲအကွာကကျေးရွာတွေအထိပြန်ပေးထားရတာလည်းဖြစ်ပါတယ်